ားပါရှင်သမဂတစင်ပါဒီနေ့ဂျွန်လ16ရက်နေ့အတွက် People's Bank ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်စစ်ရေးပဋိပက္ခတပတ်ပြည့်မြောက်ချိန်ထိအီရန်နဲ့အစ္စရေးတိုက်ခိုက်မှုတွေအရှင်ကောင်းနေတဲ့တဲ့င်အီရန်ဒုံးကြီးကအစ္စရေးစေယောတစ်ခုကိုထိမှန်ပြီးဒဏ်ရာရသူတွေရှိတဲ့တဲ့င်ဆန္ဒပြပွဲနဲ့မသက်ဆိုင်တဲ့လမ်းဘေးဈေးတွေကိုကင်းညာရဲကခေါင်းကိုတနက်နဲ့တိတ်ပစ်တဲ့တဲ့င်ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် အစ္စရေးနဲ့အီရန်ကြားစီးရေးပဋိပက္ခတွေစတင်လာတာတပတ်ပြင်းပြောက်သွားပြီဖြစ်ပြီးတိုက်ခိုက်မှုတွေကတော့အချိန်မပြတ်ဆက်လက်ဖြစ်ပွားနေပါတယ်။ဂျွန်လ19ရက်မနက်ပိုင်းမှာအစ္စရေးစစ်တပ် IDF ကအီရန်ပိုင်နက်ထဲစစ်စင်ရေးတွေဆက်လက်ဆင်နွှဲနေတယ်လို့ကြေညာခဲ့ပါတယ်။အလားတူအီရန်ဘက်ကတုံ့ပြန်ပြလှလိုက်တဲ့ drone တွေကိုလည်းအစ္စရေးလေကြောင်းကာကွယ်ရေးစနစ်တွေကအကြမ်းဖက်ဟန်တားနေရပါတယ်။ IDF ကအီရန်ရဲ့မြို့တော်တီဟီယန်အပါအဝင်တခြားသောစစ်ရေးပြစ်မှတ်နေရာတွေမှာ တိုက်ခိုက်မှုတွေတတုပ်ပြီးတတော်အကောင့်ထဲပေါ်နေတယ်လို့လူမှုကွန်ရက်မီဒီယာကနေကြေညာခဲ့ပါတယ်။ဒါပေမဲ့ဘယ်နေရာတွေကိုပြစ်မှတ်ထားသလဲဆိုတာကိုတော့အသေးစိတ်မထုတ်ပြန်ပါဘူး။ဒီအတော်တွင် IDF ဟာအီရန်ရဲ့အာရက်နဲ့ခန္ဓာမျိုးတွေနားကစီရေမဟာဗျူဟာဌာနတွေနားမှာနေထိုင်တဲ့ဒေသခံတွေအားလုံးကိုအရေးပေါ်ရှေ့ပြောင်းကြဖို့တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ IDF ဟာတီဟီရာမှာလည်းအလားတူတတိပေးထားတဲ့နောက်မျိုးကန်တွေအများပြားဟာ မြို့ကိုဆုတ်ခွာပြီးတင်းရှောင်နေကြရပါတယ်။အစ္စရေးရဲ့အဲ့ဒီကြေညာချက်မတိုင်ခင်မှာတော့အီရန်ရဲ့ drone တွေကအစ္စရေးလေပိုင်နက်ကိုချင်းချဝင်ရောက်ခဲ့တာကြောင့်ပြစ်ချခဲ့ရတယ်လို့သိရပါတယ်။ IDF ဟာနိုင်ငံမြောက်ပိုင်းလေပိုင်နက်ထဲရန်သူရဲ့ချင်းချမှုတွေရှိလာတာကြောင့်လေကြောင်းအန်ရဲ့သတိပေးကြေညာချက်တွေလည်းထုတ်ပြန်ခဲ့ရပါတယ်။ American သမ္မတ Donald Trump ဟာမဟာမိတ်အစ္စရေးဘက်ကပါဝင်ကူညီပြီးအီရန်နျူကလ িয়ার ပစ်မှတ်တွေကိုချိန်မုံတိုက်ခိုက်ဖို့ အမေရိကန်စစ်တပ်ကိုညွှန်ကြားပွဲရှိနေကြောင်းသတင်းတွေထွက်ပေါ်နေတဲ့အချိန်မှပဲအီရန်နဲ့အစ္စရေးကြားကတိုက်ခိုက်မှုတွေကဆက်လက်အရှိန်မြင့်တက်နေတာပါအစ္စရေးဟာဂျော်လာ73ရက်နေ့မနက်အစောပိုင်းကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေစစ်စခန်းတွေကိုလေကြောင်းတိုက်ခိုက်မှုတွေစတင်ပြုတ်လုခဲ့ပြီးအီရန်ကလည်းအစ္စရေးမျိုးတွေကိုဒုံးကျည်တွေဒရုန်းတွေနဲ့နေစဉ်ရက်စက်လက်တော့ပြန်ပစ်ခတ်ခဲ့ပါတယ်လက်ရှိအချိန်ထိနှစ်နိုင်ငံစလုံးကနောက်ဆုံးထုတ်ပြန်ထားတဲ့စီးရင်တွေအရအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်ဘက်က224ဦးတေဆုံးခဲ့ပြီးအစ္စရေးမှာတော့အသေးအပြောက်24ဦးရှိနေကြောင်းသိရပါတယ်ရှင်။အစ္စရေးကဇေယုံတစ်ခုကိုအီရန်ဒုံးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အစ္စရေးနိုင်ငံတောင်ပိုင်းဘီရာရှိပါမြို့ကအထက်ဇေယုံကြီးတစ်ခုဖြစ်တဲ့ဆိုရိုဂါဆေးဝါးစင်တာကိုဂျွန်လ19ရက်နေ့မှာအီရန်ဒုံးကျည်တစ်စင်းကတက်တက်မမတ်ထိမှန်ခဲ့တာပါ။ဒီဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပေမဲ့ အသက်အန္တရာယ်ဆိုရင်ရသူတွေတော့မပါဝင်ခဲ့ဘူးလို့အစ္စရေးကယ်ဆယ်ရေးတွေကပြောပါတယ်။အဓိကပျက်စီးမှုတွေဖြစ်ခဲ့တာကခွဲစိတ်ဆောင်အဟောင်းဖြစ်ပြီးလူနာတွေအများစုကိုကြိုတင်ရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့ဆေးရုံမှာတောင်းဝန်ကြနေတဲ့ဆရာဝန်တွေကဆိုပါတယ်။နနိုင်ငံသားစစ်ရေးပဋိပက္ခတပတ်ပြည့်တဲ့ဂျွန်လ19ရက်မနက်ပိုင်းမှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အအုံတွေကိုလေကြောင်းကနေဆက်လက်တိုက်ခိုက်နေခဲ့ပြီးအီရန်ကလည်းဒုံးကျည်တွေနဲ့လက်တော့ပြန်ခဲ့တာဖြစ်ပါတယ်။အီရန်ရဲ့ဒုံးကျည်တွေဟာ ထဲလပင်မြို့နာကအထက်မြင့်အဆောက်အုံတစ်ခုနဲ့တခြားလူနေအေရိယာတချို့ကိုလည်းထိမှန်ခဲ့ပြီးစုစုပေါင်းလူ40လောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီဂရင်းတထောင်ဆက်ဈေးရုံဟာအစ္စရေးတောင်ပိုင်းကဒေသခံတသန်းလောက်ကိုဂျမ်းမာရဲ့အထောက်ပံ့ပေးနေတဲ့အဓိကအကူအညီစင်တာကြီးတစ်ခုလည်းဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုကဈေးရုံတိုက်ခိုက်ခံရမှုဖြစ်စဉ်ကိုအပြင်းအထန်ရှုတ်ချပြီးဂျမ်းကျုပ်ရက်ဆက်တဲ့အီရန်နိုင်ငံဟာဒီလောက်ရအတွက်အပြည့်အဝပေးဆက်ရမယ်လို့သတိပေးချင်းချောက်ခဲ့ပါတယ်။ ဂျွန်လ19ရက်နေ့မှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအီရန်ရဲ့အာရက်ရေစေးဓာတ်ပေါင်းဖို့ကိုအဓိကပြစ်မှတ်ထားခဲ့တယ်လို့ဆိုပါတယ်။အီရန်ကလည်းအရေးအတွက်ယာနဲ့ချီတဲ့ဒရုန်းတွေဒုံးကျည်တွေကိုအစ္စရေးမျိုးတွေစီအွန်လိုင်းကျင်းလိုက်တုတ်ပြန်ပြစ်ခတ်ခဲ့ပေမဲ့အများစုကတော့အစ္စရေးရဲ့အလွတ်အထက်ထက်ကာထားတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကဟန်တာပြစ်ချနိုင်ခဲ့ပါတယ်ရှင်။ကင်ညာနိုင်ငံကဆန္ဒပြပွဲတွေမှာဒိုင်းရိုက်ပတ်သက်မှုမရှိတဲ့လမ်းဘေးဈေးတဲ့တယောက်ရဲ့ဦးခေါင်ကိုရဲရာရှိကတနက်နဲ့တိတ်ပြီး အငိကပြတ်ခတ်ခဲ့ပုံကို AP သတင်းဌာနကမှတ်တမ်းဓာတ်ပုံရရှိခဲ့ပါတယ်။လာဇန်ပိုင်းကအရေးတွေဖန်ဆီးထားတဲ့ဘလော့ဂါတူတေဆုံးမှုကိုအကြောင်းပြုပြီးကင်းညာနိုင်ငံအနှံ့မှာလူဒုအောင်ကြွဆန္ဒပြမှုတွေဖြစ်ပွားနေပြီးရဲတွေကအင်အားသုံးတုတ်ပြန်ပြုတ်ခွင်းမှုတွေရှိနေပါတယ်။ဂျွန်လာ18ရက်နေ့ဖြစ်စံမှာတော့စစ်ရောင်ယူနီဖောင်းဝတ်ထားတဲ့ရဲတူဟာဆန္ဒပြပွဲတွေကိုဖြိုခွင်းရင်းအနီးမှာရှိနေတဲ့လမ်းဘေးဈေးတွေကိုပါပြောင်းတူတနက်နဲ့အနီးကတိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ နိုင်ရိုဘီမြို့မှာဖြစ်ပွားခဲ့တဲ့ရဲတပ်ဖွဲ့ရဲ့လူမဆန်တဲ့လုပ်ရက်ကြောင့်လမ်းပေးဆေးတဲ့ဘိုနီဖစ်ကာရူဂီဟာအသက်အနည်းရရှိတဲ့ဒဏ်ရာမျိုးရသွားခဲ့ပါတယ်။ AP သတင်းဌာနဟာအဲ့ဒီဖြစ်စဉ်ကိုမှတ်တမ်းဓာတ်ပုံတွေရယူနိုင်ခဲ့ပါတယ်။ဓာတ်ပုံရဲ့သဘောကသွေးပြထိတ်လန့်စရာဖြစ်ပေမဲ့ရဲတွေရဲ့ကြမ်းကြုတ်ရက်ဆက်မှုကိုအရှိတရားကိုဖော်ထုတ်ဖို့အတွက်ဓာတ်ပုံကိုထုတ်ပြန်ဖို့ဆုံးဖြတ်ခဲ့ကြောင်း AP ကဆိုပါတယ်။ကာရူဂီရဲ့ဖခင်ကသူသားဟာအရေးပေါ်စက်မှတ်ကုသဆောင်ထဲမှာရှိနေစေလို့ ဂျွန်လ18ရက်နေ့ကပြောကြားခဲ့ပြီးတရားမျှတမှုအတွက်တောင်းဆိုခဲ့ပါတယ်။ကင်ညာရဲတပ်ဖွဲ့ကတော့ဖြစ်စဉ်ကိုသတိပြုမိကြောင်းနဲ့အပြစ်ရှိတဲ့ရဲအရာရှိကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။လူငယ်တွေအ धिक ဦးဆောင်ပါဝင်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေကိုရဲတွေကအင်အားအသုံးဖြိုခွင်းခဲ့တာကြောင့်ဂျွန်လ18ရက်နေ့တုန်းကနိုင်ရိုဘီမြို့မှာကာရူကီအပြင်နောက်ထပ်10ရလောက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ယာနဲ့ချိန်များပြတဲ့ဆန္ဒပြသူတွေဟာအဓိကရောနေနေရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခတွေဖျက်ပွားခဲ့ကြသလိုဆိုင်ကယ်တွေနဲ့ကားတွေကိုမိရှို့တာတွေတခြားဖျက်လို့ဖျက်စီလောက်ရွက်တွေကိုကျူးလွန်ခဲ့ကြတယ်လို့ရဲတပ်ဖွဲ့ကဆက်ဆဲထားပါတယ်။ဆန္ဒပြသူတွေကတေဆုံးသူ blogger Albert Ochwan ကိုအတေးဖျက်မှုနဲ့ဆွဲချက်တင်ခဲ့တဲ့ရဲတပ်ဖွဲ့ဒုတိယစုံစမ်းရေးအရာရှိချုပ် Elliot Langat ကိုယာဒူးကနေထုတ်ပယ်ပေးဖို့အတောင်းဆိုနေကြပါတယ်။ Ochwan ဟာဂျွန်လ6ရက်နေ့တုန်းကရဲတပ်ဖွဲ့ချုံနောင်ထားစဉ်အတော်အတွင်းတေဆုံးခဲ့တာဖြစ်ပြီး အကျိုးဆက်အဖြစ်ဆန္ဒပြပွဲတွေပေါ်ပေါက်လာတာပါ။အော့ချ်ဝမ်ကိုချုံနောင်ထားတဲ့ Yes Gang ရဲ့စခန်းမှုနဲ့လောဘော်ကန်ဖတ်တူကတော့တပတ်အကြာမှာရဲတွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ကင်းညာရဲတပ်ဖွဲ့ဟာရက်ဆက်ကြမ်းကြုတ်တဲ့လုံထုံလုံနီတွေကြောင့်နမဲဆိုးနဲ့ကြော်ကြပြီးတမရဝီလီယန်ယူတိုကတော့ရဲတွေရဲ့တရားလက်မဲ့တပ်ဖြတ်မှုတွေအပါအဝင်အဲ့ဒီလိုဆိုးရွားတဲ့ကိစ္စတွေကိုအဆုံးသတ်စေဖို့စိတ်ပိုင်းဖြတ်တာကြောင့်ကြွေးကြော်ဖူးပါတယ် မနေ့တုန်းကလည်းအစိုးရရဲ့ဗန္ဒာရေးအဆိုပြုချက်မူကြမ်းတစ်ခုကိုကန့်ကွက်ပြီးတမရယူတော်နှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့ဆန္ဒပြသူတွေနဲ့နိုင်ငံရေးတက်ကြွလှရှားသူတို့ကိုရဲတွေကအထမဖမ်းဆီးတပ်ဖြတ်ပြခဲ့ကြောင်းသိရပါတယ်ရှင် People's Bank ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်